ိတ်သက်များအားလုံးမင်္ဂလာပါရှင်ခုချိန်အားစပြီးတော့မိုးလေဝသခမန်းချက်တွေကိုထုံးလင့်တက်ဆက်ပေးပါရုံနဲ့ရှင်ဇန်နဝါရီ28ရက်နေ့အတွက်ဘင်္ဂလားပင်လယ်အော်ချင်းနီကိုသုံးသပ်ရမယ်ဆိုရင်ဒီကနေ့မနက်9:00ခွဲချိန်ကယ်လပါနာဝမ်းချိုရူကဖမ်းယူရရှိထားတဲ့ပုံမှာတော့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတိမ်သင့်တင့်ဖြစ်နေပါတယ်ကပ်မီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်အော်မှာတော့တိမ်ကင်းစင်နေအောင်တွေ့ရှိရပါရဲ့ရှင် ဆက်လက်ပြီးဇန်နဝါရီလ29ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပြပါမယ်ရှင်။မြမပင်လယ်ပြင်အချိန်ကြီးကတော့မြမကန်ရိုးရန်းနဲ့ကန်လွန်ပင်လယ်ပြင်မှာလှိုင်းနှင်းငယ်ရှိနေပါတယ်။ရခိုင်ကန်ရိုးရန်းနဲ့ကန်လွန်ပင်လယ်ပြင်မှာတော့လိုင်းမြင်ရနှစ်ပေကနေသုံးပေလောက်မြင်တတ်နိုင်ပါတယ်။မြို့ဝကျုံးပေါ်မွန်ကန်ရိုးရန်းရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာတော့လိုင်းမြင်ရတပေကနေနှစ်ပေလောက်မြင်တတ်နိုင်ပါတယ်။တင်းလိုက်ကန်ရိုးရန်းရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာတော့လိုင်းမြင်တပေကနေသုံးပေလောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါရဲ့ရှင်။ လီတိုက်ခန့်နိုင်မှုခမှန်းချက်အနေနဲ့ကတော့ရခိုင်ကန်ရိုးရမ်းမှာတနားရီကို၈မိုင်ရနေ15မိုင်ထိတိုက်ခန့်နေပါတယ်။မြို့ဝကျွန်းမော်ကန်ရိုးရမ်းမှာတော့တနားရီကို၆မိုင်ရနေ12မိုင်ထိတိုက်ခန့်နေပါတယ်။မွန်ကန်ရိုးရမ်းနဲ့လင်းလိုက်ကန်ရိုးရမ်းမှာတော့တနားရီကို၆မိုင်ရနေ12မိုင်ထိတိုက်ခန့်နေပါတယ်ရှင်။မိုးရွာတော်နိုင်မှုခမန်းချက်နေနေရတော့မြန်မာတိုင်းငံလုံးနှီးပါမှာမိုးရွာဖို့အလားအလာမရှိနိုင်မင်းနဲ့တပြည်လုံးလူလုံးမှာအများအပြားဖြစ်သားနိုင်တယ်လို့ခမန်းထားပါရဲ့ရှင်။ မျိုးရည်ဒီရဲ့မိုးလေဝသခမန်းချက်နေနေရတော့နေပြွန်းတဲ့နေတွိုင်းမှာအမြင့်ဆုံးမှုချိန်က32ဒီဂရီစင်တီဂရိတ်အနည်းဆုံးမှုချိန်72ဒီဂရီစင်တီဂရိတ်လောက်ရှိနေပါတယ်။အများအပြားသားနေနေလို့ခမန်းထားပါရဲ့ရှင်။ရန်ကုန်မြို့နယ်နေတွိုင်းမှာအမြင့်ဆုံးမှုချိန်က35ဒီဂရီစင်တီဂရိတ်အနည်းဆုံးမှုချိန်16ဒီဂရီစင်တီဂရိတ်လောက်ရှိနေပါတယ်။ရန်ကုန်မှာလည်းအများအပြားသားနေပါရှင်။ မန္တလေးမြို့နယ်ဤတွိုင်းမှာအမြင့်ဆုံးမူချိန်ကတော့32ဒီဂရီစင်တီဂရိတ်အနည်းဆုံးမူချိန်18ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။အများအဖြစ်သားနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ဆက်လက်ပြီးတော့နေပြည်တော်ရန်ကုန်မန္တလေးမြို့ရဲ့တပတ်တွင်းမိုးလေဝသခန့်မှန်းချက်တွေကိုထုတ်လွှင့်တင်ဆက်ပေးနေဒီစီစဉ်ရနာလိုက်ပါတယ်ရှင်။တချို့အားပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။